အတန်ထက်မြန်တဲ့ဒုံးကျည်တက်ဆင်ထားတဲ့ MiG 31တိုက်လေယာဉ်ကိုပြန်ပြီးဆွဲပြီးအဓိကနေတိုးလေတပ်အခြေစိုက်စခန်းတစ်ခုကိုရုရှားကတိုက်ခိုက်တဲ့ဟန်ပြုလုပ်မဲ့ယူကရိန်းနဲ့ဗြိတိန်အစီအစဉ်ကိုတားဆီးနိုင်ခဲ့တယ်လို့ရုရှားလုံခြုံရေးဌာနကပြောပါတယ်။အဲဒီစစ်စင်ရေးကိုယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ထောက်လှမ်းရေးဌာနနဲ့ဗြိတိန်ကကြိုးကင်သူတွေကညွှန်ကြားခဲ့တာလို့ရုရှားပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ FSB ကအင်ကာနီမှာပြောပါတယ်။ အဲ့ဒီအစီအစဉ်မှာရုရှားရဲ့ဗျူဟာမြောက်လက်နက်ဖြစ်တဲ့တိုက်ချင်းပစ်ဒုံးကျည်တက်ဆင်ထားတဲ့ MiG 31တိုက်လေယာဉ်ကိုရူမေးနီးယားနိုင်ငံကွန်စတန်တာမြို့ကို မောင်းသွားဖို့ရုရှားလေယာဉ်မှူးတူဦးကိုဖြားယောင်းခဲ့တယ်လို့ဆိုပါတယ်။ကွန်စတာတန်မြို့မှာနေတိုးရဲ့အရှိတောင်ဥရောပမှာအကြီးဆုံးလေတပ်အခြေစိုက်စခန်းရှိပါတယ်။အဲဒီနောက်လေကြောင်းရန်ကာဝေးကလေယာဉ်ကိုပစ်ချပြီးရန်စမှုကြီးတစ်ခုပေါ်ပေါက်လာစေဖို့ဖြစ်ပါတယ်။ ယူကရိန်းရဲ့ပြည်ထောင်ထောက်လန်းရေးအတွက်အလုံးလုံးနေသူအမျိုးသားတစ်ယောက်ရဲ့ message တွေနဲ့မှတ်တမ်းတွေကိုရုရှားနိုင်ငံပိုင်ရုပ်မြင်သံကြားကပြသခဲ့ပါတယ်။လေယာဉ်မှုကိုဒေါ်လာ3တန်းအပြင်သူနှစ်တရာဥရောပနိုင်ငံတနိုင်ငံရဲ့နိုင်ငံသားဖြစ်ခွင့်နဲ့အတူကန့်လန့်ခဲ့တယ်လို့ရုရှားကပြောပါတယ်။ပြည်ထောင်တီထောင်ထားတဲ့ဘေးလင်ကတ်အချက်လက်စုဆောင်ရေးအဖွဲ့ဟာအဲ့ဒီစစ်စင်ရေးမှာပါဝင်ပတ်သက်နေတယ်လို့ TASS News Agency သတင်းဌာနကပြောပါတယ် ဘေလင်ကတ်ကဒီစစ်စင်ရေးမှာပါဝင်ပတ်သက်မှုမရှိကြောင်းညင်းဆိုထားပြီးဆွဆွဲချက်တွေဟာလုံးဝမှားယွင်းတယ်လို့ပြောပါတယ်မြေပြင်စစ်ပွဲအရှိန်ရောပါသွားမဲ့လက္ခဏာမရှိချိန်မှာရုရှားယူကရိန်းနဲ့မဟာမိတ်အနောက်နိုင်ငံတွေဟာတရင်အချက်လက်စစ်ပွဲဆင်နွှဲနေစေဖြစ်ပါတယ်။ရုရှားမြေပြင်တပ်ဖွဲ့တွေဟာမြေယာနဲ့အရင်းအမြစ်တွေကို ပုံမထိန်ချုပ်ဖို့ကြိုးပမ်းရင်းယူကရိန်းအရှေ့ပိုင်းကိုဖြည်းဖြည်းချင်းထိုးစစ်ဆင်နေပါတယ်။ နှစ်ဖက်စလုံးဟာနေ့စဉ်လေးကြောင်းတိုက်ခိုက်မှုတွေအပြန်အလှန်လှုပ်ဆောင်ရင်းအမဲ့ချွေစစ်ဆင်နွှဲနေကြပါတယ်။ကင်ဆယ်ဒုံးကျည်တွေပါတုံးမဲ့ရုရှားတိုက်ခိုက်မှုတွေကြောင့်ကင်ဆယ်ဒုံးကျည်တွေကိုပါတုံးတဲ့ရုရှားတိုက်ခိုက်မှုတွေကြောင့်ပြီးခဲ့တဲ့သတင်းဘက်ကယူကရိန်းစွန့်ရင်အခြေခံအဆောက်အုံတွေဆူဆူရွရွပျက်စီးခဲ့ရပါတယ်။မြန်စီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ